ကရင်ပြည်နယ်မှာဖြစ်နေတဲ့ကြောပြန်စစ်ပွဲတွေဟာဟက်ကြီးဆယ်ကြောင်ဖြစ်တယ်လို့ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်ကဆွဆွဲလိုက်ပါတယ်ဟင်းကိုသတင်းပေးပို့ထားပါတယ်ခင်ဗျာဆရမလာနေရနေကစတင်ပြီးဖြစ်ပေါ်နေတဲ့ကရင်ပြည်နယ်ရဲ့ကကြောပြန်စစ်ပွဲတွေဟာတန်လင်းမြစ်ပေါ်မှာတိစောက်မဲ့ဟက်ကြီးဆယ်ကြောင်ဖြစ်တယ်လို့ဆွဆွဲလိုက်ကြပါအဲဒီဆယ်ဟာ KNU တပ်မဟာကတပ်မဟာခေါ်နဲ့ DGB တပ်တည်ရှိတဲ့နေရာတို့မှာစောက်လို့တော့မှဖြစ်ပြီးလက်ရှိဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့စီမံကိန်းမှာဟက်ကြီးဆယ်ကို 2020နဲ့2021မှာအပိသက်တိဆောက်ဖို့တည်းယူရထားပါတယ်ကျွန်တော်တို့သိကြတယ်ဘာကြောင့်အိမ်မတိုင်ခင်မှာလည်းကရှီလာမှာနောက်ထပ်အပူသိကြတာကဝန်ကြီးချုပ်ထိုင်းဒီဝန်ကြီးချုပ်ကလည်းတရားဝင်ပြီးတတိမီဒီယာမှာပြောတာရှိတယ်ဟတ်ကြီးကတာကနေပြီးတော့ water diversion ရေကိုယူမယ်ဆိုရဲဟာဒီရဲ့တိုင်းပြည် site view အတွက်သုံးမယ်ဆိုရဲဟာမျိုးတတိမီဒီယာမှာပြောခဲ့တာရှိတယ်ပြီးတော့အိမ်မတိုင်ခင်တလမှာအဲ့ စုမွဲလို့ပဲသူမွဲဒီတန်လွင်နဲ့အာပေါင်ကြီးနဲ့စုံတဲ့နေရာမှာထိုင်းရဲ့ရွာတွေကိုအဲ့ဒီဒေသခံတွေကိုရှေ့ပြောက်ခိုင်းလာနေရှိတယ်။ဒါထိုင်းဘက်မှာဖြစ်တဲ့အနေအထားမျိုးပေါ့။ကီမီနမှာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်စစ်ပေးဆောင်ပြည်သူတွေကိုလက်ညှိုးကိုဆရာတော်ကကားစီ300တန်းကျော်နဲ့တောက်ကက်ထုတ်ခဲ့ပေမဲ့လက်မဆက်တွေအခက်အခဲတွေနဲ့လုံခြုံရေးအခြေအနေတွေကကြီးရွာတွေမှာရှိနေတဲ့ပြည်သူတွေဟာတောတောင်ထဲမှာလှည့်လည်ခေါအောင်နေရတယ်လို့ကီအင်မျိုးသမီးအစည်းအရုံးရဲ့လူမျိုးရေးတာဝန်ခံကပြောပါတယ်။ မြေကြီးကိုဘာလို့မရောက်နိုင်လဲဆိုလို့ရှိရင်ရွာကြီးကတအားဝေးတယ်တအားဝေးတဲ့ခါကျတော့သူတို့တတ်မှတ်တဲ့အချိန်အဲ့ဒီနေ့တနေ့တွေပဲတော့အဲ့ဒီနေ့တနေ့တွေပဲမနေ့ကုန်းနေ့ညနေ3:00နာရီဒီနေရာကိုဆူရအောင်ရောက်ရမယ်အဲ့ဒီနေရာမရောက်လို့ရှိရင်ဥစားဟိုမပါတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီအချိန်တင်ပြောတာဒီဝေးတဲ့နေ့ရွာဟိုရွာသားကြီးကမရောက်နိုင်ဘူးပေါ့နော်အမှရွာသား၄လောက်ကျော်၅လောက်ကျော်ကငါတော့ကြောက်ဖြစ်မယ်လို့ဒီမှာအများပြကြံနေတော့ဆိုတော့ကျွန်တော်သိရတယ် ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီမှာဟိုမှာဒီကိုမရောက်နိုင်ဘူးတဲ့တောတဲ့တောင်းမှာပြင်းရလူရှိသေးတယ်အဲဒီကိုမရောက်ဘူးတဲ့ဟိုတခြားဆွေရရွာကိုရောက်တဲ့လူတွေရှိသေးတယ်လက်ရှိအချိန်မှာစစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့စစ်ပွဲဆောင်အရေးတွေဟာပုံမတိုးပနေပြီးသောက်နေရခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ပြည်မျိုးသမီးစီယုံရဲ့လူမျိုးတောင်ကပြောပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ